ားအားလုံးမင်္ဂလာပါဒီစံပြန်စာတင်နှံ့ညောင်းနေကျေးဇူးလိုက်ပါတယ်ဒီနေ့အတွက်အန်ဒရီရဲ့ grammar pattern ဘာလို့သင်မလဲဆိုတော့ခါကြတော့ဘတ်တဲခုတို့ဆိုတဲ့ grammar pattern လေးကိုသင်ပေးมาဖြစ်ပါတယ်။အဲ့ဒီဘတ်တဲခုတို့ဟာဆိုလို့ရှိရင် n4 အဆင့်မှာတုန်းကလည်းတိခဲ့ပြီးသား grammar pattern လေးပါ n4 အဆင့်နှုန်းက n4 အဆင့်နှုန်းကဆိုရင်နံပါတ်1ဘဲရွေးလာသည်ဆိုတဲ့အဓိပ္ပာယ်နဲ့သင်တယ်နံပါတ်2ဘဲလိုက်အောင်မယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သင်ခဲ့တာဖြစ်ပြီးတော့အခုအချိန်မှာじゃကိုယ့်ရဲ့ခံထားတဲ့ကိုယ်တည်းကနေပြီးတော့စိတ်ခံစားချက်တွေတွေးတွေချွေးတွေအဲ့လိုမျိုးတွေထွက်လာတယ်ဆိုတဲ့ဟာပြောလို့ရတဲ့နေရာမှာလည်းဒီ n3 အဆင့်မှာသင်ရမယ့်ဟာလေးပေါ့နော်ဒါလေးကိုသင်ပါပါဒါပေမဲ့ဒီစာဒီ ာကစိနံပါတ်တက်ခဲ့တာ64နံပါတ်တက်ခဲ့တာဘာလို့အဓိကထားပြီးတင်နေရလဲဆိုလို့ရှိရင်အခုလောလောဆယ်ကတို့တင်နေတာက trigrammer မှာပေါ့နော် trigrammer မှာတော့သူကဘက်ရွေလာတယ်ဘက်လိုက်အောင်မဲဆိုတာကိုပဲအဓိကတင်တာပါဒါပေမဲ့အဲ့ဒါ M4 မှာလည်းကျမတို့တင်ထားပြီးသားဖြစ်ပါတယ် M4 မှာလည်းတင်ထားပြီးသား M4 မှာနောက်ခုစလုံးတင်ထားပြီးသားဟုတ်ပြီနော်အဲ့ဆိုတော့အခါကျတော့အခု N3 asset မှာသူကတော့မပါဘူးတော်ဒီညကိုကိုပဲတင်တာ trigramma မှာဒါလေးပဲပါတာဒါပေမဲ့ anthracism မှာတိရမယ်ခန္ဓာကိုယ်တွေကစိတ်ခံစားချက်တွေသွေးတွေချွေးတွေထွက်လာတယ်ဆိုတော့အရာလေးကိုလည်းပဲသိစေချင်လို့ဒီထဲမှာ example လေးတွေထည့်ပေးထားတယ်တေချာပေါက်ကဘတ်တေကူတူဖြစ်တဲ့အတွက်ဘတ်တေဖောင်လိုက်ပဲဒါလေးပဲဒါလေးရလွယ်လွယ်လေးကိုဟုတ်တယ်နော်အဲဆိုလို့ရှိရင်တို့ဒီရောက်ကဟာကိုသွားရအောင်နံပါတ်1အစ်တီပံပါအဆကာရမနက်ကနေစပြီးတော့ဖသိတာအမေကရွာခဲတဲ့မိုးကရွာနေခဲ့တဲ့မိုးကရန်တဲ့တိတ်သွားပြီးတော့ခါကြတော့သွတ်တူစွာသွတ်တူစွာနည်းနည်းဆိုတဲ့အတိတ်ပဲပေါ့နော်ဟာတဲ့တေခိတာစာနေတာလာပါပြီနည်းနည်းနေတာလာပါပြီ ်ဒါဆိုရမယ်နော်အဲ့ဆိုရင်ဒီမှာဆိုရင်ခိတဆိုရင်ဂရမ်ပါပတန်နဲ့တုံထားတာပါဒီမှာခုတို့ကခိတဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့ဆိုတော့အခါကျဘက်လာပြီဆိုတဲ့အတိတ်ပဲနံပါတ်1နည်းနည်းနေတာလာပြီဟုတ်ပြီနော်နံပါတ်1နိဗ္ဗာန်ကိုသွား နိဗ္ဗာန်ကမြောဒီဘန်ဂူမီကို TBS စီစဉ်ကိုမိတဲ့အတာရကြည်လဲကြည်လိုက်ရော TBS စီစဉ်ပြောရမယ်ဆိုဘလို TV စီစဉ်ဆိုဟင်းချက်တဲ့ TBS စီစဉ်ပေါ့ဟုတ်ပြီနော်ဟင်းချက်တဲ့ TBS စီစဉ်ကိုမိတဲ့အတာရကြည်လဲကြည်လိုက်ရောဘာဖြစ်လဲဆိုလို့ရှိရင်ဩနာကာကဆွီတဲ့ခိတာအဲ့မှာဩနာကာကဆွီတဲ့ခိတာဖြစ်တဲ့အတွက်ကြောင့်မို့လို့1 byte ကဘိုက်စာလာတယ်ဘိုက်ကစာလာခဲ့တယ်ဆိုရဲ့အဓိပ္ပာယ် ဒီဟာလဲခုခုနေရာမှာခိတဆိုပြီးတော့တုံးထားတာဒါဆိုရမယ်နော်အဲ့ဒါဗိုက်စာလာခဲ့တယ်နံပါတ်3စက်မှန်ကိုသွားစက်မှန်ကကြတော့ဒါကစ်ပုဆိုတဲ့လက်မှတ်ပေါ့နော်ကစ်ပုကိုလက်မှတ်ကိုတဲ့ခတ်တဲ့ခုခုခါတာဝယ်လိုက်အောင်မှာဖြစ်တဲ့အတွက်ဒီမှာနံပါတ်1ရဲ့1ရဲ့2ရဲ့ဆိုဘက်ဘက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဒီမှာနေတာလာတယ်ဘက်လာတယ်ဟုတ်ပြီနော်နေတာလာတယ်ဒီနေရာကကြတော့ဗာလဲဆိုရင်ဗိုက်စာလာတယ်ဒါလဲဘက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ဘက်ရွေးလာတယ်ဘက်လာတယ်ဟုတ်ပြီနော်အခုဒီမှာကျတော့ဗာနဲ့သွားမှလဲဆိုဘက်လိုက်အောင်မယ်ဆိုရင်အထိပ္ပယ်နဲ့သွားမှာဘက်လိုက်အောင်မယ် ပန်လိုက်အောင်မယ်ဆိုရင်အထိပ္ပယ်နဲ့သွားမှာဟုတ်ပြီနော်အဲဆိုတော့ကစ်ပုကိုလက်မှတ်ကိုခတ်တဲ့ကုတုကာတာဝင်လိုက်အောင်မှာဖြစ်တဲ့အတွက်ကိုကိုတဲ့ဒီနေရာမှာမတ်တဲ့တဲ့စောင့်နေနော်အဲ့တော့ကကြဒီနေရာမှာကြတော့ငါတို့ကဘတ်တဲ့ခုတို့ကဘာနဲ့တုံးပါလဲဘတ်လိုက်အောင်မယ်ဆိုရင်အတိတ်ပဲဖြစ်ပါတယ်ဘတ်လိုက်အောင်မယ်ဝယ်၍လာမယ်တို့ဘာလို့ဘာသာပြန်ရတာအစင်မပြေဘူးအဲ့ဒါကြောင့်မို့ဘတ်လိုက်အောင်မယ်လို့ဘာသာပြန်ရမှာပါအဘိနောဘလိုက်အောင်မယ်ရမနော်ကဲအောင်ဆိုလို့ရှိရင်တူကတော့ဒါ train grammar မှာဒါပြီးသွားပြီ ဒီနောက်ခုပဲဒါပေမဲ့ဒီ trying sound ထဲမှာမပါတဲ့နံပါတ်3ရွယ်ချက်ကလေးကိုလည်းထည့်ပေးထားတယ်ခန္ဓာကိုယ်တွေကစိတ်ခံစားချက်တွေကိုယ့်ရဲ့စိတ်ခံစားချက်တွေသွေးတွေချွေးတွေအဲ့လိုထွက်လာတယ်လို့ပြောတဲ့အခါမျိုးမှာဆိုလို့ရှင်လေဒီရဲ့ bad day ခုလို့ဆိုတဲ့ grammar pattern ကိုသုံးလို့ရတယ်အဲ့ဒါလေးအတွက်လည်းဒီအောက်မှာ example လေးရေးပေးထားပါတယ် example လေးစာမယ်နော်ကြည့်အောင်ဆိုနံပါတ်1အဲနံပါတ်1တော့ပြန်နေနံပါတ်လေးရွံ့မှန်ရောက်သွားပြီပေါ့ကြည့်အောင်ခန္ဓာကိုယ်တွေခန္ဓာကိုယ်တွေဆိုတာဝန်းနေပြီးတော့ခါကြတော့ဝန်းနေပြီဝန်းနေတာနော်ဝန်းနေပြီးတော့ခါကြတော့နာမိတာကဒဲတဲ့ခိတဒီမှာလေခိတဆွဲဟာလေဖ ွက်လာတယ်။နာမီဒါကဒဲသေးခိတ။ဟုတ်ပြီနော်။အားဆိုတော့အခါကျတော့ထွက်လာတယ်။မျက်ရည်တွေကထွက်လာတယ်ဆိုတော့မျက်ရည်ကခန္ဓာကိုယ်တွေကထွက်လာတာမဟုတ်ဘူးလား။ဟုတ်တယ်နော်။အဲ့ဒါကြောင့်မို့လို့အဲ့ဒီဒီလိုပုံစံနဲ့လည်းသုံးလို့ရတယ်။ဟုတ်ပြီနော်။ဒီပုံစံနဲ့လည်းသုံးလို့ရတယ်။ဒါဆိုရမယ်နော်။နံပါတ်3ပုံစံ။နောက်ထပ်တစ်ခုနံပါတ်5ဂေါ်ဘန်းကိုသွားပါမယ်။နံပါတ်5ကကျတော့ကိုယ်အားစိတ်တို့ကိုယ်ဆိုတာဒီလိုဆိုတဲ့အတိတ်ပဲ။ဒီလို ဟုတ်ပြီနော်ကိုအဆွေတို့ဒီလိုပူတယ်ဆိုလို့ရှင်ဂျီတုစတိတ်တဲမို့ငငိမ့်လေးနေနေလဲပဲဒီလိုပူတယ်ဆိုရင်ဂျီတုစတိတ်တဲမို့ဆိုတာဂျီတုဆိုတာငငိမ့်လေးနေတာတိတ်တိတ်ကလေးနေတာတဏီယာကိုစိုက်ကြည့်တာအဲ့ဒါကြောင့်ဒီမှာကျတော့ငငိမ့်လေးနေတယ်လို့ပဲပြောလိုက်မယ်ငငိမ့်လေးငငိမ့်လေးနေလဲပဲအဆယ်ကချွေးကဒါအဆယ်ချွေးတွေဆိုတာခန္ဓာကိုယ်တွေကနေထွက်တာမဟုတ်ဘူးလားအဆယ်ကရွှေချွေးတွေကဒဲဒဲခုလို့ဆိုတာထွက်လာတယ်ဆိုတဲ့အဓိပ္ပာယ်ထွက်လာသည်ချွေးတွေထွက်လာတယ် ုတ်ပြီနော်ဒါဆိုလို့ရှိရင်ဒီရဲ့ grammar pattern လေးရပါမယ်ဒီ grammar pattern လေးကဘတ်တဲ့ခုရုဆိုတဲ့ grammar pattern ဖြစ်ပြီးတော့နံပါတ်1ဘတ်ရွေးလာတယ်ဒါက m4 မှာလည်းသင်ထားပြီးသားနံပါတ်2ကဘတ်လိုက်အောင်မယ် m4 မှာလည်းသင်ထားပြီးသားဒါပေမဲ့ဒါဟာ trying grammar မှာ အာဒီအခုဒီဟာကိုတင်တာဗောနော် triangle မှာမှာဒီဟာကိုတင်တာဖြစ်ပြီးတော့အခါကျတော့နံပါတ်3ရွေချက်ကလေးမပါလာဘူးဗောဒီနံပါတ်3ရွေချက်ကလေးကထပ်ဖြည့်ပေးထားတာဖြစ်ပါတယ်ခန္ဓာကိုယ်ရဲ့စိတ်ခံစားစားချက်တွေသွေးတွေချွေးတွေထွက်လာတဲ့အခါမျိုးမှာတုံးတာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီနေ့အတွက်ကတော့ဗာလင်ပြီးသွားပြီလေဆိုလို့ရှိရင်နံပါတ်64လေးပြီးသွားပါပြီနောက်ထပ်ဟာတွေကိုလည်းစပီးတင်ပေးပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတာဘေဘီနော်